ီဂျီနာပူတာကိုကာလန်ပိုင်အားအော်တိုဘာလ23ရက်နေ့ကနေစပြီးအလန်အုပ်စုလမုံစုကျေးရွာမှာအသက်အစင်ကားတွေကိုရာရီဖြတ်တန်းသွားလာခွင့်ပိတ်ပင်ထားတဲ့အတွက်ပူတာဒေသခံများကုန်စည်နှုန်းမြင့်တက်ခြင်းနဲ့ပြက်လက်မှုတွေဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြတယ်လို့ပူတာမြို့ခံတွေကပြောပါရယ် ။ပြည်ချနာမြို့နယ်အာလန်အုပ်စုလမုံဆွကျေးရွာအနီးရှိတပ်မတော်စုပေါင်းစစ်ဆေးရေးဂိတ်မှာဒီကနေ့မနက်9နာရီအချိန်ကနေစပြီးပူတော်တပ်မဲ့ကားတွေကိုတတ်ခုတ်မပေးဘဲနောက်ကျောင်းပြန်လေရန်နဲ့မြစ်ချနာပူတော်ကာလန်အားယာယီပိတ်ပင်ထားတယ်လို့ပူတော်ကားဆရာတဦးကပြောပါရယ်။ပါကြောင့်လမ်းပိတ်လေးတော့မသိဘူးဒီနေ့မနက်မှာပူတော်တက်မဲ့ကားတွေအကုန်နှောက်ချောင်းပြန်လေးခဲ့ရတယ်။တချို့ကားဆရာတွေလည်းအနီးနားကရွာတွေမှာခဏဆောင်ကြည့်နေကြတယ်။ပြန်ဖွင့်လာမလားလို့ပေါ့။အခုထိတော့မဖွင့်သေးဘူးလို့၎င်းကရှင်းပြပါရယ်။ မြစ်ကြီးနားပူတာကိုကာလန်ပိုင်းအားအော်တိုဝါလာ23ရက်နေ့မနက်ပိုင်းကနေစပြီးတပ်မတော်ဘက်ကနေဖြတ်တန်းတွာလာခွင့်ရာရီပိတ်ပင်ထားတဲ့အတွက်ပူတော်မြို့နယ်အတွင်းလူသုံးကုံပစ္စည်းနဲ့အခြေခံစားသောက်ကုံစီများဈေးနှုန်းမြင့်တက်ခြင်းတက်လက်ခြင်းတွေဖြစ်ပေါ်လာမှာကိုစိုးရိမ်လျက်ရှိတယ်လို့ပူတော်မြို့ခံတအုပ်ကထေတွန်းပြောပါရယ်ခနာတပြုတ်ပိတ်တာဆိုကိစ္စမရှိပါဘူးရက်ရှည်ပိတ်လိုက်မှာကိုစိုးရိမ်တာ ွင်လင်းရာတီရောက်မှပဲမြင့်ကြီးနာပူတော်လန်းကသွာလာလို့အဆင်ပြေတာအဲ့ဒီအချိန်မှာကုံစီတွေမြများပူတော်ကိုရောက်ထားမှမဟုတ်လူကတော့ကုံစီဈေးနှုန်းကတခြားမြို့တွေထက်အနည်းဆုံး၃ဆလောက်ဈေးကွာတယ်လို့ပူတော်မြို့ခံအမျိုးသမီးတို့ကရှင်းပြပါရယ်မြင့်ကြီးနာပူတော်ကာလန်ပိုင်အားရက်ရှယ်ပိတ်ပင်ထားပါကပြီးခဲ့တဲ့2024ခုနှစ်ကလို73စီဈေးနှုန်းမြင့်တက်ခြင်းစံစီစားနဲ့အခြားသောလူသုံးကုံစီများဈေးနှုန်းအဆမတန်မြင့်တက်ခြင်းတွေဖြစ်ပေါ်လာနိုင်ပြီး ကုန်စည်ဈေးနှုန်းတွေကျဆင်းမှုမှာလေတိတိတတ်တာပြန်လေကျဆင်းမှုမရှိခဲ့ကြောင်းနဲ့အဲ့ဒီလိုဈေးနှုန်းတွေထပ်မံမြင့်တက်လာမှာကိုစိုးရိမ်လျက်ရှိတယ်လို့ဒေတာခန်တွေပြောဆိုမှုအရသိရပါဗျ။ပြီးခဲ့တဲ့နှစ်က KNABDF တို့ကစွန်ဘရာဘုံမြို့တိုင်တိုက်ပွဲဖော်ဆောင်ခဲ့ပြီးမြကျနာဘူတာကိုလမ်းပိုင်အား2024ခုနှစ်မတ်လကနေစတင်ပြီး3လခန့်ဖြတ်တန်းသွားလာခွင့်ပိတ်ပင်ထားခဲ့က တက်စီတလီသားကို9000နဲ့6000ကျပ်စံတအိတ်ကို73သိန်းကျော်အထိဈေးနှုန်းနဲ့မြင့်တက်ခဲ့ပြီးအခြားသောစားတောက်ကုန်စည်တွေမှာလည်းပြက်လက်ခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ပူတောက်ခရိုင်မချမ်းပေါ်မြို့နယ်ခေါလံဘူးမြို့နယ်တို့မှာလည်းအော်တိုဘာလဆန်ပိုင်းကနေစပြီးကန်ရီ PDF ပူပေါင်းအဖွဲ့နဲ့ခေါလံဘူးထာနေ B2C တပ်ဖွဲ့တို့ကြားတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးလက်ရှိအချိန်မှာလည်းနှစ်ဖက်စစ်ရဲတင်းမာလျက်ရှိတယ်လို့သိရပါတယ်။